192ကြိမ်မြောက်ကရင်တိုင်းသားရွာနယ်လုံးကျွတ်မိဘုံမြန်ပွဲတော်ကြီးကိုကရင်ပြည်နယ်ကျုံတွုံးမြို့မှာကျင်းပနေပါတယ်။ပွဲကျင်းပရာနေရာကနေစော်ဖို့စီကသတင်းပေးပို့ထားတာပါရှင်။ DVB ရုပ်မြင်သံကြားပရိသတ်များခင်ဗျာအခုကျွန်တော်ရောက်ရှိတဲ့နေရာကတော့ကရင်ပြည်နယ်ကျုံတွုံးမြို့က192ကြိမ်မြောက်ကရင်ရွာနယ်လုံးကျွတ်မိဘုံပွဲတော်ဖြစ်ပါတယ်ခင်ဗျာ။ ရတနှစ်တကြိမ်ကလေခရမီးပူဇော်ဖို့အတွက်ဆိုတော့ဒီစလာမီးတရားရွယ်စုကြီးတရားတော်ဒီဘယ်လိုမျိုးပွဲတော်ကြီးလောက်တာဒီမိမုံဝဲကြီးဟိုဗောနော်ကရင်ပြည်နယ်မြို့နယ်ခုနှစ်ခုအပြင်ဟိုမွန်ပြည်နယ်အခြားပြည်နယ်အသီးသီးမှာလဲလာရောက်ဆင်နွှဲကြတာလဲတွေ့စီရပါတယ်ခင်ဗျာဟိုကျမတို့ကလေဟိုတော့ကမိဘဘိုးဘွားလက်ထက်တွေကလေဒီမှာကဟိုကျမတို့ ရှင်းရှင်းပြရင်သူ့ရဲ့အမေကျမရောက်ခမပေါ့နော်သူတို့ကကရင်အစ်စ်တွေပေါ့နော်ဒီမှာမိဘမွေသူတို့ကနှစ်တိုင်းလုပ်တဲ့အတွက်ကျမတို့ကလည်းမိဘတွေမရှိတဲ့နောက်ပိုင်းကျမတို့ကလည်းဒီမှာဆက်လက်ပြီးတော့လာပြီးတော့ဟိုပူဇော်တာပေါ့နော်ကျွန်တော် ကအမေကကရင်အစ်စ်လीဒီကြုံတို့ကကရင်အစ်စ်ပေါ့ကရင်အစ်စ်ဆိုတော့အမေရိုးရအဖရိုးရသဘောပေါ့ကျွန်တော်တို့ဒီသက်တွေရောက်တခါမှလည်းဒီကိုမလာခဲ့ဘူးပေါ့မှန်ကြီးကိုမောင်မဆွေမျိုးတွေလည်းရှိကြတယ်ပေါ့ရှိတကအကိုတွေကလည်းမှားတယ်လာကြပါ တနေ့တခါတော့ရောက်လာပေါ့နော်ကိုဆွေမျိုးသားချင်းနေလဲဟိုကဖြစ်အောင်လို့ပေါ့ကိုမီမီရိုးရပါရိုးရလည်းဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ကလည်းဟိုယုံကြည်တယ်လေကိုကရင်အမေရဲ့မိဘရိုးရဆိုတော့ယုံကြည်တယ်လေကျွန်တော်ကလာတာပါမာနီမာနီဟုတ်ပြီပါဘူးတော့ထုတ်ပြီးရတာဒီမင်းပုံဘွဲကြီးဟောနော်နေ့စဉ်နေ့တိုင်းတပို့တော်လိုက်ပြီးနေ့မှကျင်းပတာဖြစ်ပါတယ်ခင်ဗျာ ဘောနော်မီတာပြောတော့ဘာဘလို့ပြောရမလဲမီကတီတီပွဲလေးကရင်ပြင်းနေပွဲဆိုတာကရင်ပွဲလေးဆိုတာသမီးလေးကရင်ပဲဆိုတာတို့တို့လေးစီတာသမီးပြောတော့ဘောနော်ဒီပွဲမှာကရင်ရွာဒေါအခပြန်ပွဲလဲပြုလုပ်နေတာတွေ့စီရပါတယ်ခင်ဗျာ ကိုယ်တွေ190ကျတဲ့ချိန်ရှိပါရဲ့ဗောနော်ဒီဟိုးမငြိမ်းကြတဲ့ကာလကတော့ရတယ်ဘုရားတွေကြားထဲမှာကိုးဖွားတွေကလုတ်ခဲ့တယ်အခုလည်းငြိမ်းကြတဲ့ချိန်လည်းရောက်ပြီအင်းရှင်လက်မလဲထိုးတော့ပို့ပြီးတော့စီကားလာတော့မိဘမွေးတော့ကျင်းပတဲ့ကျုံတို့မျိုးကတရေပေးဖို့နေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆော့ဖို့စီပါ